ိုးစတိတ်ရှိုးလုပ်ပါတယ်ဆိုမှဖယားရှင်ကိုတော်မြတ်ကဘယ်ကကြွလာရတာလဲဒီလိုတူတူတီတီအော်လဲရပါတယ်ငါအော်ပြမယ်ကြည်နေဆိုပြီးပွဲကြည်လာပြိတ္တအားလုံးနှားထောင်မောင်မောင်တို့အဖွဲ့ကလည်းဒီလောက်မြန်တဲ့ highway star တချင်းကိုတီးရတော့လက်ပါအန်တီနေပြီသူတို့ပြောနေတာမပြီးသေးဘူးတကြီးဥကုန်ပါလိုင်းကတော့အေးအေးစစ်စစ်ပဲ အသေးသမားတွေကိုဘယ်လိုမဆိုင်ပဲသူပြောချင်ရဆက်ပြောတယ်။ပွဲကြည့်ပိတ်တက်အားလုံးနှားထောင်။စတိတ်ရှိုးကြည့်ရင်ကံမောင်ရိုးပေါ်စောင့်ကြောင့်မထိုင်ရ။ဖြစ်ဖြစ်မမှုတ်ရ။တွားကြထိုးတန်ကအစ။ဒုတ်မယူရ။အအစဒါမယူရ။ဒါတွေတွေ့ရင်ထိတ်တုံစာမိမယ်။နောက်ပြီးမနှက်ဖြန်တကြီးအိမ်မှာဝဲရှိတယ်။ဝဲလာထုတ် ဝဲထုံနောက်ကြတကြီးရောင်စာတာဝယ်မယူဆိုပြီးဖရာတကာဥဖြူပတ်လှဲ့လို့ကဲတူတူနဲ့လူရင်မရှင်းဘူးလားဆိုပြီးစင်မော်ကစောက်စောက်နဲ့ဆင်းချသွားတယ်မှတ်ချက်ဝဲဆိုဒီမှာစဘာဆိုင်ရအတွက်ဓမ္မီဩဇာကိုပြောခြင်းဖြစ်၏တရွာလုံးမှာလေသမားအများစုဖြစ်တော့ကြောင့်တကြီးအိမ်မှပြီးတော့ခွဲတန်းဝဲကိုသာအာကိုကြရ၏ မကြီးမှတကယ်ရောင်းစားသည်မဟုတ်တော့လဲသူထံမှဝဲထုံနောက်ကြမှာဆို၍ဤကဲ့သို့တပိပေးခြင်းဖြစ်၏တကြီးစင်းသွားတော့မှဖရာတကဥဖြူကဆရာကြီးအထာနဲ့ပြုံးပြီးခေါင်းကိုခက်ဖြည်းဖြည်းရမ်းလိုက်ပြီးအဲ့ဒါခတ်တာအချက်မတိတော့တမတ်တကိုထင်ငှက်မတိတော့ဇရက်ချိုးထင်ဆိုပြီးអော်တယ်ဆိုတော့ဒီလိုអော်လို့ဖြစ်မလား အကျိုးရဲ့အကြောင်းရဲ့ရှိမှာပေါ့ဟောကြည့်နတ္ထိမေတရဏံအညာဘုဒ္ဓောမေတရဏံဝရံဧတေနသစ္စာဝဇိနဟောတုမေဇယမင်္ဂလံဟောတုမေအာယုဝဏံဟောတုမေဒုက္ခဝဏံဆိုပြီးဘာမဆိုင်ညာမဆိုင်တရားစာတန်းတစ်ပတ်ရွတ်ချလိုက်တယ်။ဘာဆိုင်လို့တော့စတိတ်ရှုနဲ့ပါနိ။ ဥဖြူကဒီလောက်နဲ့တင်မရက်ပဲအဲ့တော့ရေတွင်းပေါင်းက8000လေးတောင်ရေကန်ပေါင်းက8000လေးတောင်ဘောင်းတသိန်းသူ့စကားတော့မဆုံးလိုက်ပါဘူးပရိတ်သက်ကတီးမခတ်နိုင်တော့လို့ထင်တယ်တော်ကြပါဗျို့ရေတွင်းရေကန်တွေလည်းပြည့်နေပါပြီဖယားရှင်ကိုတော်မြတ်ကလည်းရက်ပြက်ပြက်နဲ့ပြန်ကြသွားပါပြီ stay show pay ဆိုတာကြီးကြည်ပြရစီဗျို့ စသည်ဖြင့်တယောက်တစ်ပေါက်နဲ့ဆူညံစွာထအော်ကြတယ်ဟုတ်တယ်လေသူတို့ကလည်း stage show လာကြည့်ကြတာအလူခံထွက်လာတာမှမဟုတ်ပဲအလူခံခြင်းရဲ့ဒီကိုပဲလာမလဲမြင့်မို့တောင်ချောင်းစုံမျိုးအထင်ကရစီတီသွားပြီး အလူခံမှာပေါ့မောင်မောင်တို့အဖွဲ့ကလည်းလက်အံသေးနေပြီးမို့အတီးကိုရက်လိုက်တယ်တကြီးကလည်းအဲ့တော့မှအခြေအနေကိုရိမ့်မိသွားပုံရတယ် ။ဒါကြောင့်ဦးဖြူလက်ထဲကမိုက်ခွက်ကိုဆွဲယူလိုက်ပြီးခမည်းတော်တော့နောက်တစ်ခါမိုက်ခွက်နားလာရင်စတိတ်ရှိုးမှာမူဗီတောင်းကြံနေတယ်ဆိုပြီးကြုတ်ဖန်းချုပ်မယ်။ဆိုတော့မှဦးဖြူလည်းဘာမှမပြောတော့ပဲစင်မော်ကနေကုတ်ချောင်းကုတ်ချောင်းနဲ့ဆင်းရတော့တယ်။မဆင်းလို့မရဘူးလေ။ဦးကွန်ဘာလိုင်ကခက်ပြက်ပြက်သမားပြောရင်ပြောတဲ့အတိုင်းလှုပ်တတ်တဲ့လူမှန်ဥပြုကလည်းစင်ပေါ်ကဆင်းလာတာမြင်ရော စတိတ်ရှိုကြည့်ပရိတ်သတ်အားလုံးကရေတွင်းပေါင်း8400ရေကန်ပေါင်းက8400ဆိုပြီးတံပြိုင်အော်ဟစ်အပေးကြတဲ့အခုဒီဆိုဖော်ပြဖို့အလှဲ့ကြသူက မောင်ရင်ထွေးဖြစ်ပါတဲ့သူဒီဆိုမဲ့တခြင်းကတော့အရင်းလေးပါဝေးကနေပရိတ်သတ်ကအားပေးကြတယ်မောင်ရင်ထွေးဆိုတဲ့ကောင်ကတကယ်ငြွတ်ဒီတိုင်းနေရင်တော့ ခေါင်းတလှုပ်လှုပ်သူတနတ်နတ်နဲ့နေတာအခုစင်မော်တက်ပြီးအရိုင်းလေးတချင်းကိုစိုးမယ်ဆိုတော့စဉ်းစားတာကြည့်အရိုင်းလေးဆိုတဲ့တချင်းကိုတိမှပေါ့ဒီတချင်းကကိုတန်းနိုင်က copy လုပ်ပြီးစိုးထားတာတန်းနိုင်ကစာသားနှမျိုးစိုးထားတာတော့စာသားတွေရောနေတယ်ဒါကိုညံကြီးရှင်မောင်ရင်ထွေးက သူ့ဘာသာသူ ပောက်ကရစာသားတွေထပ်ဖြည့်တာတည် မောင်ရင်ထွေးထွက်ပါတော့ဗျို့ဆိုပါတော့ဟေ့ကြည်ရတာခါညောင်းလာပြီပရိတ်သက်ကအော်ပြီးမောင်ရင်ထွေးစင်မော်တက်မလာသေးဘူးဘယ်တက်လာနိုင်အောင်မလဲတချင်းဆိုရင်ရဲရအောင်ထန်းရည်တွေနဲ့ရဲစည်းတင်ထားတာလက်လွန်ပြီးတေးခဏခဏထွက်နေလို့ အခုလည်းကြည်လေသူ့လှဲရောက်တာတော့တေးထွက်နေလို့ဆင်နောက်ဘက်မှာ တရှူးရှူးမြည်တမ်းပေးလို့တက်ရောက်တဲ့အားထုတ်နေရတော့အတော်ကြာမှ ပြီးပြီးဟေးတီးတော့ရပြီဆိုပြီးစင်မော်ကိုခမန်းကဒန်းပြေးတက်လာတယ်။မောင်မောင်တို့အဖွဲ့လည်းသူစင်မော်ရောက်လာတာနဲ့တီးတာပေါ့။မောင်ရင်ထွေးကတော့စင်မော်မှာပြိတ်သက်ကိုကြောခိုင်းပြီးကြော်ဟင်းစတိုင်နဲ့ခေါင်းဖိနေတယ်။ဒါမျိုးလုပ်ဖို့အိမ်မှာသူတေချာလေ့ကျင့်ခဲ့တာ။တချင်းဆိုအပိုက်ရောက်တော့မှမိုက်ခွက်ကိုစက်ခနဲ့ဆွဲယူပြီးစတိုင်နဲ့ဆင်ရှိပြေးထွက်လာပြီးဆိုလိုက်တယ်။ ဒီလိုဒီလိုရိုင်းတဲ့ဒီလိုဒီလိုပါကွယ်ဆိုပြီးကိုင်းနေအောင်ကတော့လာပရိတ်သက်စိတ်သက်တကြွလာအောင်လို့ဒါပေမဲ့ပရိတ်သက်ကသူထင်တဲ့အတိုင်းမဖြစ်ပဲသူ့ကိုမျက်လုံးပြူသားနဲ့ကြည့်ပြီးဟာဒီကောင်တော့ရိုင်းတဲ့ကောင်ဆိုပြီးဖတ်ပြောကြပါလေရောတချို့ဆိုတီးမခံနိုင်လို့ထင်တဲ့ဒေါသတကြီးနဲ့နေရိုင်းလို့ကတော့တို့လေခက်ရိုင်းရိုင်းပဲဟိဆိုပြီးထဆဲကြ လုံကြီးလှန်ပြကြတယ်ဘလောက်ထိလဲဆို ခလေးတွေကအစကဲဟာရိုင်းအောင်ကိုင်းဟာရိုင်းအောင်လူယုံမာကြီးဆိုပြီးနေရသေးတွေခဲတွေနဲ့ကောက်ပေါက်ကြပါလေရောသူလဲတချင်းဆိုရင် ပရိတ်သက်ကိုကြည့်ပြီးကြောင်သွားတယ်တချင်းဆိုတာဘာမှလည်းပေါ့ဒါနဲ့မတင်ကြတာနဲ့သူ့ကိုယ်သူပြန်ငုံကြည့်လိုက်တော့ဟင်ဘောင်းမီကစစ်ပြုတ်နေတယ် ခုနရှုပေါက်ပြီးစင်မော်ကမန်းကရန်ပြေးတက်လာတာစစ်တပ်ဖို့မိခဲ့သူဒါကြောင့်ဒီလိုပုံကြီးနဲ့ပြိတက်ရှိထွက်ပြီးဒီလိုဒီလိုရိုင်းနေဆိုပြီးကပြနေတော့ဘယ်ပြိတက်ခံနိုင်မလဲနေရိုင်းရင်တို့လည်းခရိုင်ရိုင်းမယ်ဟေ့ဆိုပြီးဖြစ်ကုန်တာပေါ့ဒါနဲ့သူလဲရှက်လို့ထင်တယ်မိုက်ခွက်ကိုခလုံးကနေပစ်ချပြီးစင်နောက်ဘက်ကိုထွက်ပြေးသွားပါလေရော့ စင်နောက်ဘက်မှာလည်းတိတယ်မဟုတ်လားဒူးရင်ခြံကြီးမောင်ရင်ထွေးရှက်ရှက်နဲ့ဒူးရင်ပင်တပင်ပေါ်တက်ပြီးစင်းမလာဘူးဒူးရင်ဒီစူးတွေလည်းစူးလို့ဒီလိုဒီလိုအရင်ကောင်းလို့လေဒါနဲ့ပထမလူမအောင်မြင်တော့ဒုတိယလူခေါ်ရတာပေါ့ဒုတိယလူကကရင်ရွှေတန်းကြောက်တတ်တာလည်းမပြောနဲ့ကရင်ထဲမှာသူ့လောက်ကြောက်တတ်တဲ့လူတစ်ခါမှမတွေ့ဘူး အခုတောင်စင်ပေါ်မနေတွန်းတင်ရတယ်ဒူးတွေကတကက်ကက်တုံလို့မျက်နှာလေးငယ်ပြီးជីတိကြောင်တင်နဲ့သူဆုံမဲ့တချင်ကစိုင်းထီးဆိုင်ရဲ့လေးညာရက်ကအချက်ဖြစ်ကောင်ဖြစ်ဖြစ်ပါမလားငါဆိုလို့ဖြစ်မှာမဟုတ်ဘူးတင်နဲ့ဒရန်တီးတဲ့ကိုဆန်းကိုကပ်ပြောတယ်ဖြစ်ပါတယ်ကွာရဲရဲတာဆိုဘာမှမကြောက်နဲ့တချင်းအစားကမုတ်တုံလီလို့နော်ဟဲ့ကမမိနဲ့ ဆိုပြီးစင်ရှိတုံးလှုပ်လိုက်တယ်။ရွှေတန်းခမမလှမ်းခြင်းလှမ်းခြင်းခြေလမ်းမျိုးနဲ့မိုက်ခွန်းနာကပ်ပြီးရောင်ပေရောင်ပေနဲ့ပရိတ်သက်ကိုလိုက်ကြည့်တယ်။အဲ့ဒီအချိန်မှာတချင်း intro ကစတင်နေပြီ။ရွှေတန်းကြီးကြီးကြောင်ကြီးနဲ့ကြည်နေတော့ပဲ။အဆူပိုက်လေကြရောရွှေတန်းကွက်တိပဲဝင်ဆူလိုက်တာမဟုတ် တလုံးထဲမိုက်ကမုတ်ဆူပြီးထွက်လာတဲ့အတန်ဟင်းကြီးကိုကြားလို့လန့်ပြီးရက်သွားတယ်။အတန်ကဆက်မထွက်လာတော့ဘူး။ကြောက်လွန်လို့ထင်တယ်။ဆက်ပြီးဆိုဖို့အတန်ထပ်မထွက်တော့ဘူး။ပြီးတော့ပရိတ်တက်ကိုပါဇက်ကလေးဟပြီးလိုက်ကြည့်နေတယ်။သူ့တက်ချင်းကိုဆက်မဆိုးတော့မမောင်တို့အဖွဲလည်းအတီးကိုရက်လိုက်တယ်။ပြီးတော့ရွှေတန်းကိုကြည့်တယ်ရွှေတန်းကမိုက်ခွန်းနာကမခွာသေးဘူး ကြောင်တောင်တောင်နဲ့လိုက်ကြည့်နေတော့ဒါနဲ့မောင်မောင်တို့ကတချင်းဆိုအစကနေပြန်တီးတာပေါ့ရွှေတန်းကတော့ရောင်ပေပေနဲ့လိုက်ကြည့်နေတော့ဒီလိုနဲ့အဆိုးပိုက်လဲကြရော music တတိမခေတဲ့ရွှေတန်းတချင်းကိုကွက်တိပဲဆိုလိုက်ပြန်လာကမုတ်တလုံးသေးပါပဲဒါပေမဲ့မုတ်ပြီးတော့အတန်ထွက်မထွက်လာတော့ဘူးအမှန်သူဆိုရမှာကမုတ်တုံလေးကို မြောက်ပြန်လေးကိုစချီဆိုရမှာခုတော့မုတ်ဆိုတာတလုံးတည်းထွက်တော်တယ်မောင်မောင်တို့အတီးသမားတွေကလည်းရွှေတန်းဆက်မဆူတော့ဘူးဆိုတော့အတီးကိုရက်လိုက်တာပေါ့ရွှေတန်းကတော့ကြောင်စီစီနဲ့ပရိတ်သက်ကိုလိုက်နေကြည့်နေတော့အတန်ကြာတော့မှတတိဝင်လာတယ်လို့နဲ့ခေါင်းကိုရမ်းလိုက်တယ်။နောက်ရောင်တောင်တောင်နဲ့မုတ်လို့တခွန်းအော်ပြီးစင်ရှိကိုတလှန်ခြင်းသွားတယ် ြည့်ရတာကြောင်သွားတယ်ထင်တယ်။သူ့မျက်စိထဲမှာလည်းဘာမှမြင်ပုံမရဘူး။ဆင်ရှိကိုလည်းရောက်ရောဝုံးဆိုအောက်ကိုဂျွန်းထိုးပြစ်ကြသွားတယ်။ဆင်အောက်ရောက်တော့မှနည်းနည်းသတိပြန်ဝင်သွားပုံရတယ်။ဒါတောင်အကျင့်ပါသွားတယ်ထင်တယ်။မုတ်လို့တခွန်းအော်ပြီးဆင်အောက်လေးဘက်တွားဝင်သွားတယ်။ အဒီကမှတဆင့်ဆင်အနောက်ဘက်ဒူးရင်ချန်နယ်ခေါင်းငိုက်ဆိုင်နဲ့တွားဝင်သွားပြီးရောင်တောင်တောင်နဲ့ဒူးရင်မင်တပင်ပေါ်ဖတ်တက်သွားတယ်။သူ့ကိုလည်းမြင်ရောသူ့အရင်ဒူးရင်ပင်ပေါ်ရောက်နေတဲ့မောင်ရထွေးကဒူးရင်ဒီကိုဖတ်ပြီးကြောင်တောင်တောင်နဲ့ဒီလိုဒီလိုရိုင်းနေဆိုပြီးရေရွတ်တယ်။ရွှေတန်းကလည်းလှမ့်ပြီးမုတ်ဆိုပြီးပြန်អော်တယ်။ ဒုတိယတစ်ယောက်ကလည်းကြိုးကြောင်ဖြစ်ပြန်တော့တတိယတစ်ယောက်ထပ်ခေါ်ရတယ်။အဲတတိယတစ်ယောက်ကလည်းနည်းနည်းတော့ပြဿနာရှိတယ်။သူ့ပြဿနာကတခြားတော့မဟုတ်ဘူး။အချစ်ပြဿနာ။သူ့နမီကဟလေပကျဟလေပကျဆိုတာမွန်လိုခေါ်တာဟလေဆိုတာမြန်မာလိုကလာပကျဆိုတာတိတ်တိတ်လေးဒါကြောင့် ဟလဲပကျွဆိုတာမြမလိုပြန်ရင်ကလားလေးပေါ့အဲသူ့ချစ်ပြတနာကစရိမာစရိမာကဘလူးကျွန်းမှာတော့လူပြိုတိုင်းကြိုက်တဲ့ကွန်ရပြူဟလဲပကျွတ်ကလည်းကြိုက်တာပေါ့ဒါပေမဲ့စရိမာကသူ့ကိုမကြိုက်ပဲရွာကရေထမ်းရောက်နဲ့ပြလမုတ်ကိုပြန်ကြိုက်သွားတယ်တေးပြီဟလဲပကျွတ်အသေးကွဲပြီပေါ့ ဒါကြောင့်ဒီပွဲမှာသူ့အသေးခွဲချောင်းကိုတရားလုံးသိအောင်ကြင်ညာမယ်ဆိုပြီးကြုံဝါထားတယ်။သူဆိုမဲ့တခြင်းကိုလွန်လွန်ဆီဆီရင်ခွဲနာအပြည့်ပေးမဲ့တခြင်းတခြင်းအမိကချစ်ရှုံသမတ်တကြီးဒါမှတူတူလေးနဲ့ထိမှာတခြင်း intro စတီးတာနဲ့ဟလဲပကျဆွေးလှတဲ့မျက်နှာနဲ့စင်ပေါ်တက်လာတယ်အဆူပိုက်လဲကြရော့ မကြောက်မစီပဲတချင်းကို စဆူလိုက်တဲ့မေတီတာတတပေါ်မှာထင်တော့လေကလေးတလားဘယ်ဘဝရှင်ရဲ့သမျာဟေးချေရှုံးမတတကြီးသူကကလားဆိုတော့စကားမပြီးဘူးဒီချားတဲ့ကလားပြီးပြီးဟေးရေတို့ဟချားတို့ အပိုထဲ့ဆိုတာကလွဲလို့ပေါ့ကနွေမြောက်တဲ့ချစ်စလန်စံတင်လောက်တဲ့ချစ်စလန်သရီမမုံနဲ့ချစ်လူချာမရနာမင်းနဲ့ချစ်လကန်လကန်လကန်အောင်မာကြားတဲ့သရီမတလုံးမှာထဲ့ဆိုသွားသေးတယ်ဒီကြားတဲ့ဆက်စရာကလည်းကွက်တီပြအခုထဲ့ရမယ်နေရခွေတဲကအတိုင်းထဲ့ပေးတယ်ဒီလိုလဲဟလဲပကျွတ်ကလည်းအသေးနာနာ အကဲပါပါနဲ့နောက်ဆုံးပိုက်ကိုမျက်ရည်ထွက်လို့နေနေဟစ်ပစ်လိုက်တယ်။အချစ်ဆုံးသမားတတဂီရီအချစ်ဆုံးသမားတတဂီရီအချစ်ဆုံးသမားတတဂီရီဆိုပြီးနောက်ဆုံးတလုံးငယ်ဆိုဖို့ကြံတော့မှအချစ်ဆုံးသမားဟလေပကျုပ်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  ဟူ၍တည်သူမူရင်ခွေထဲမှာကအချစ်ဆုံးသမားထတဂီရီကိုဂီရီဂီရီဂီရီဆိုပြီးအခိုတန်ထွက်နေတာအเจ้าမဟုတ်ပေမဲ့အချစ်ဆုံးသမားဟလည်းပကျွ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 ဆိုပြီးထွက်နေတာကတမျိုးကြီးဟလည်းပကျွကလည်းသူဟာသူဆိုပြီးလောကတဆင့်ပကျွပကျွပကျွဆိုတဲ့ ဟိုနားကလိုလိုဒီနားကလိုလိုထွက်နေတဲ့အတန်တွေကိုကြည်ကြည်ကြောင်ကြည့်လိုက်ကြည့်တယ်လော်ကလည်းဘယ်ညာနှလုံးဆိုတော့အတန်ကဘယ်ဘက်လော်ကထွက်လိုက်ညာဘက်လော်ကထွက်လိုက်ဆိုတော့သူလည်းဘယ်ဘက်ကြည့်လိုက်ညာဘက်ကြည့်လိုက်နဲ့အံ့အားတင်နေပုံရတယ်ဆက်စရာကလည်းစေနာပူပြီးအခုပူတင်ထားမိတော့အဲ့အတန်ကတော်ယုံနဲ့မပြောက်ဘူးကြာတော့ဟလေပကျွလဲရှက်လို့ထင်တယ် စင်နောက်ဘက်ခုန်ချသွားတာပဲအရင်လူတွေလိုဒူးရင်းချန်နဲ့ရောက်မရောက်တော့မသိဘူးသူကအသားမဲတော့ညဘက်ဆိုပျောက်နေလို့စတုထတယောက်ကဟလဲပကျွတ်နဲ့ရှင်ပြိုင်နိုင်ရသွားတဲ့ပြလမော့